မင်္ဂလာပါရှင်ဒီနေ့ရဆွေးနွေးမှုကိုမြာဝတီမြို့ကလူငယ်၄ယောက်ရဲ့ကြေကွဲဆရာဖျက်တခုနဲ့စချင်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာတငယ်ချင်းတွေအချင်းချင်းမြစ်တထက်ကန်းကို အပျော်သဘောနဲ့ပြိုင်ကူးကြရင်အသက်ဆုံးရှုံးခဲ့ရတဲ့ TikTok ဗီဒီယိုကိုလည်းတော်တော်များများထိတ်လန့်တုံ့လုံစွာမြင်ခဲ့ကြရမှာပါဟုတ်ပါတယ်အဲ့ဒီဗီဒီယိုကတကယ်ကိုမြရတူတိုင်အတွက်စိတ်မကောင်းဖြစ်စေတဲ့ဖျက်ဖျက်တခုပါပဲအပျော်ရွှင်ဆုံးအချိန်လေးကနေ့ ကြောက်စရာအကောင်းဆုံးအဖြစ်ဆိုးအဖြစ်ကိုစက္ကန့်ပိုင်းအတွင်းပြောင်းလဲသွားတာတကယ်ကိုကြေကွဲဖို့ကောင်းပါတယ်မှန်ပါတယ်ခင်ဗျာဒီနေ့ဒီအဖြစ်ပြက်ကိုပြန်ပြောပြနေတာကဘသူကမှအဖြစ်တင်ဖို့တော့မဟုတ်ပါဘူးရှင်ကျမတို့သိချင်တာကဘာကြောင့်ဒီလိုဖြစ်သွားရတာလဲပြီးတော့ဘလို့ကာကွယ်လို့ရမလဲဆိုတာပေါ့ဟုတ်ပါတယ်ဒီလိုအဖြစ်မျိုးနောက်ထပ်ဘသူစီမမမဖြစ်စစ်ချင်တော့ဘူးဒီအကြောင်းကိုနက်နက်နဲ့နဲ့နောင်းလည်နိုင်ဖို့ ကျမတို့ဒီဖြစ်ရက်ကိုသုံးသပ်ထားတဲ့အစီရင်ခံစာတွေနဲ့နိုင်ငံတကာကရေပြင်အန်ဒီယကာကွယ်ရေးလမ်းညွှန်ချက်တွေကိုအခြေခံပြီးဆွေးနွေးသွားကြမှာပါ။ကောင်းပါတယ်ခင်ဗျ။ကဲအဖြစ်အပျက်ကိုပြန်ပြီး question ဆက်ပြကြည့်အောင်။ဗီဒီယိုထဲမှာတွေ့ရတဲ့အတိုင်းပဲ1 2 3 go လို့အားလုံးကအော်ပြီးရေထဲကိုတပြိုင်နက်ခုန်ဆင်းသွားကြတယ်။အစာပိုင်းမှာတော့အားလုံးကပျော်ပျော်ရွှင်ရွှင်နေပါ။ဟုတ်တယ်။အဆင်ပြေနေပုံပဲ။ဒါပေမဲ့မျက်နှာလောင်ရောက်တော့တရုတ်ကရေနစ်တယ်။ အဲ့ဒီမှာအတင်ကျန်တဲ့သူငယ်ချင်းတွေကစေရနာအဖြစ်နဲ့ဝင်ခဲ့ဖို့ကြိုးစားကြတာအဲ့ဒီစေရနာကပဲကြည်ကွဲစရာကွင်းဆက်တုံ့ပြန်မှုကြီးဖြစ်သွားခဲ့တာခင်ဗျာဟုတ်လေးရောက်လို့အသက်ဆုံးရှုံးသွားခဲ့ရတယ်စက္ကန့်ပိုင်းအတွင်းမှာတငယ်ချင်းကိုကယ်ခြင်းတဲ့စိတ်ကနေအလုံးပါသွားရဲ့အဖြစ်ဆိုးဖြစ်သွားတာတကယ်ကိုဆင်းရွှားကြည့်ဖို့တော့ခက်ပါလေရှင်ဒီဖြစ်ချက်မှလေအဓိကကြတဲ့အချက်တစ်ချက်က သူတို့ရေကူးခဲ့တဲ့နေရာရဲ့ပထဝီဝင်အနေထားပါအိုးနေရာကြောက်လားရှင်ဟုတ်ပါတယ် အစီရင်ခံစားရမှာအဲ့ဒီနေရာကိုချောင်းစုံလို့ဖော်ပြထားတယ်။ချောင်းနှစ်ခုတို့မဟုတ်အဲ့ဒီချက်ပိုပြီးပေါင်းစုံတဲ့နေရာပေါ့။အင်းအဲ့ဒီနေရာတွေဟာရေးမြစ်နှစ်ဖြစ်မှာကြီးလန့်ရင်အေးစဲတည်ငြိမ်တယ်လို့ထင်ရပေမဲ့ရေအောက်မှာတော့မမြင်နိုင်တဲ့อืมစစ်မြေပင်တစ်ခုလိုပါပဲ။အိုးတစ်ဖက်ကလာတဲ့ရေစီးကြောင်းနဲ့နောက်တစ်ဖက်ကလာတဲ့ရေစီးကြောင်းတို့ရိုက်ခတ်ပြီးရေအောက်မှာရှုပ်ထွေးတဲ့ line တွေ undercurrents တွေ ရေဝဲတွေ eddies တို့ whirlpools တို့ဖပေါ်နေကြတာဆိုတော့ရေပေါ်မှာငြိမ်နေပေမဲ့ရေအောက်မှာကိုယ့်ကိုဆွဲချသွားနိုင်တယ်မမြင်ရတဲ့လက်တွေရှိနေတယ်လို့မျိုးပေါ့နော်ဒါတော့ကြောက်စရာကောင်းတာပဲအတီးအကြပါပဲခင်ဗျာဒါပြန်နောက်ထပ်မမြင်နိုင်တဲ့ andy တခုကတဲဆုပ်တဲ့နေရာတွေပါတဲဆုပ်တာဟုတ်ကဲ့ရေစီးတွေတိုက်စားမှုကြောင့်မြစ်ချမ်းပြင်မှာရုတ်တရက်နဲ့ရှိုင်းထားတဲ့ချွင်းဝိုင်းကြီးတွေဖြစ်နေတတ်တယ်လူတယောက်ကရေတင်းတဲ့ထင်ဖြီခြေချလိုက်တာနဲ့ ချက်ချင်းပခုံးအထိနေဝင်တွက်နိုင်တယ်။ဟင်းဒါကြောင့်တဘာဝရေပြင်တွေကရေကူးကန်နဲ့လုံးဝမတူဘူးဆိုတာကို အမြဲတရိယာရမှာပေါ့နော်။မှန်ပါတယ်။ဒါပေမဲ့ဒီဖြစ်ရမှာအတက်ဆုံးရှုံးမှုကိုအစိုးရဆုံးဖြစ်စေခဲ့တဲ့အဓိကတရားခံကရေအောက်ကအန်ဒီရီထက်လူအနောက်ထဲမှာရှိတဲ့ဗီဇာစိတ်တစ်ခုကြောင့်လို့ပြောနိုင်ပါတယ်ခင်ဗျ။အဲ့ဒါကို aquatic victims instinct လို့ခေါ်ပါတယ်။ခဏလေး aquatic victims instinct ဆိုတော့ ရင်နဲ့သူရဲ့ဗီဇစိတ်ပေါ့ဒါကဘလို့မျိုးလဲရှင်ရင်နဲ့တဲ့သူကကဲမဲ့သူကတော့ပြန်တက်ခိုက်တက်တယ်ဆိုတဲ့သဘောလားဟုတ်ပါတယ်အဲ့ဒီအချက်ကအတက်ကဲသမားကြီးဂျုံရတဲ့အကြီးမားဆုံးအထင်မြင်လွမ်းမမှုပါပဲကျမထင်တာကလက်တစ်ခတ်ကမ်းပစ်လိုက်ရင်အာခိုးတိုက်ကြီးနဲ့ဆွဲတက်လာလိမ့်မယ်လို့ရုပ်ရှင်တွေထဲမှာမြင်နေရတာနဲ့ထထားစီပဲအပြင်မှာအလိုမဟုတ်ဘူးညရင်နဲ့နေတဲ့ဒူတယောက်ကအသက်ပဲနဲ့ရင်ဆိုင်နေရချိန်မှာစင်ချင်တုံတရားလုံးအောင်ပျောက်ဆုံးတော့ပါတယ်ဦးနောက်က ရှင်တန်ရဲ့ကခုတဲ့ကိုပဲဥရီပြီးအလုပ်လုပ်တော့တယ်။အော်အဲ့ဒီအခါအနောက်ကိုရောက်လာတဲ့ဘဲရမဆိုအဲ့ဒါကတကိုင်းပဲဖြစ်ဖြစ်ကဲမဲ့တူရဲ့လက်ပဲဖြစ်ဖြစ်အဲ့ဒီအရာဘောကိုအမိရဖတ်တတ်ပြီးကိုပစနဲ့နှာခေါင်းကိုရေပေါ်ရောက်အောင်အာကုန်တုံးပြီးတွန်းကမှာတော့တယ်။အဲ့ဒီတော့ကဲမဲ့တူကိုပဲအန်ဒီရဖြစ်စေတာပေါ့။ဟုတ်ပါတယ်။တဟာလူတယောက်ရဲ့အသက်ရှင်ခြင်းစိတ်ကသူတို့ကိုကဲမဲ့တူကိုပဲအန်ဒီရဖြစ်စေတဲ့တဘာဝတရားရဲ့ခြေခွေးစရာကောင်းတဲ့အလဲအပြောင်းတစ်ခုပါပဲ။ ဒါဆိုရင်မြာဝတီကဖြစ်ရက်မှာပထမဆုံးယင်နစ်သွားတူခဲ့ခြင်းကိုကျန်တဲ့သူတွေကဝင်ခဲ့တဲ့အခါဟုတ်ကဲ့ယင်နစ်နေတဲ့သူကရှင်သန်ရဲ့ဗီဇစိတ်နဲ့သူတို့ကိုပြန်ဆွဲဖတ်တာအောက်ကိုတွန်းချစလို့ဖြစ်သွားတာဒီကြောင့်အားလုံးကွင်းဆက်ပုံစံနဲ့ပါသွားတာပေါ့ခင်ဗျာအရန်ကိုဝမ်းနေစရာကောင်းတဲ့သိပ္ပံနီးချရှင်းပြချက်တခုပါပဲရှင်ဟုတ်ပဲဒါကြောင့်မလို့ကဘာဒဝမ်က အသက်ပြီးသမားတွေလိုက်နာရတဲ့ရွှေစည်းမြင်းတစ်ခုရှိလာတာပါ ဲ့ဒီစီမင်းကကဲတင်သူရဲ့အသက်ကိုပါကာကွယ်ပေးနိုင်တဲ့စီမင်းထင်မယ်ထင်တယ်။မှန်ပါတယ်ခင်ဗျာ။အဲ့ဒီရွှေစီမင်းကအရန်ယိုရှင်ကြီးမှတ်ရလွယ်ပါတယ်။ reach throw don't go တဲ့။ reach throw don't go လန်ကန်ပါပစ်ပေးပါရေရမစင်ပါနဲ့ပေါ့။ဟုတ်ပါတယ်။အဓိကကတော့ကဲဆယ်သူကကူးမွန်မှာပဲဘေးကင်းကင်းရှိနေရမယ်။ဘယ်အခြေအနေမှာမှရေရကိုကိုယ်တိုင်ဆင်းမသွားရလို့ဒီစီမင်းထုံးရက်ကိုတခုချင်းစီအသေးစိတ်ဆွေးနွေးကြည့်အောင်ရှင်ပထမဆုံး reach လန်ကမ်းပါ reach ဆိုတာကရေနစ်နေသူကကန်းနေနီနီနာနာဥပမာ7ဘေ15ဘေလောက်အကွာအဝေးမှာရှိနေရင်တုံးရမယ်နေပါอืมကိုတိုင်းကကမ်းပေါ်မှာခိုင်ခိုင်မာမာ yet ဒါမှမဟုတ်ဝမ်လျာမော့ပြီးတော့တုတ်ရှည်တချောင်းတစ်ကိုင်းတစ်ခတ်ကိုသူ့စီလမ်းပေးတာပါအဲ့ဒါဒီမရှိရောအဲ့ဒါဒီမရှိရင်တောင် ကိုကားကပစိုးဒါမှမဟုတ်အပေါ်အင်ဂျီကိုချွတ်ပြီးတစ်ဖက်ကိုကိုကကိုင်းနောက်တစ်ဖက်ကိုသူ့စီလမ်းပေးပြီးဆွဲခေါ်တာမျိုးလုံးနိုင်တယ်ခင်ဗျာအရေးကြီးတာက ကိုကိုပါရေရဲဆွဲချမခံရအောင်ကုန်းပေါ်မှာမဲမဲနေဖို့ပါပဲ။ကောင်းပြီရှင်။ဒုတိယတစ်ခုက throw ပစ်ပေးရ။ဒါကနင်းနေဝေးတဲ့ခြေအနေအတွက်ထင်မယ်ထင်တယ်။ဟုတ်ပါတယ်။ရေနစ်တူကလမ်းလို့မမီတော့တဲ့အကွာဝေးမှာဆိုရင်ရေပေါ်မှာပေါ်လို့ပေါ်နိုင်တဲ့ပစ္စည်းတစ်ခုခုကိုသူ့စီပစ်ပေးရပါမယ်။ဥပမာဘာဒီဖြစ်နိုင်မလဲ။ဥပမာရေတောက်ပြီးတာပလတ်စတစ်ရေဘူးခွန်အလွတ်အဖုံးပစ်ထားမှာပေါ့လေ။ဘောလုံး ဒါမှမဟုတ်အနာမရှိရင်ကားတိုင်အကျွတ်လို့ PC မျိုးပေါ့အင်းအဲ့ဒီ PC ကို तू ကောင်းပေါ်တဲ့တဲ့ပစ်ချတာထက် तू ရဲ့အရှိနားလေးကိုကြောက်အောင်ပစ်ပေးပြီးအဲ့ဒါကိုမြေအောင်ဖတ်ထားခံရပါမယ်အဲ့ဒီ PC ကသူ့ကိုရေးပေါ်မှာပေါ်လို့ပေါ်နေစေပြီးအသက်ရှူခြင်းရစေတယ်အားပြန်မွေးခြင်းရစေတယ်နောက်ဆုံးနဲ့အရေးအကြီးဆုံးလို့ထင်ရတဲ့အချက် don't go ရေထဲမစင်းပါနဲ့ဒီအချက်ကမြဝဒီကလူနယ်ရဲ့ဖြစ်မှာအဓိကသင်ခန်းစာတယ်နော်ဒါကအတန်းနဲ့လေပြီးမှတ်ထားမယ့်အချက်ပါခင်ဗျာ ကျန်းကျင်တင်နေတဲ့တထားတဲ့အသက်ကယ်သမားတွေတောင်မှအသက်ကယ်ကိရိယာမှာပါပဲလက်ပလာနဲ့ရင်းနှီးသူစီဝင့်ကင်မှုတားမြစ်ထားပါတယ်ခုနကပြောရဲ့ aquatic victims instinct တောက်ဖို့ဟုတ်ပါတယ်ကိုကဘလောက်ပဲရေကူးကျွန်းကျင်နေပါစေထိုင်လန်ပြီးအာကုန်တုံးကြီးရဲ့လူတယောက်ရဲ့ဆွဲအားကိုလွန်ဆန်ဖို့ဆိုတာဖြစ်နိုင်တယ်လို့ပါပဲဒါကြောင့်တကယ်ချင်းကိုဘလောက်ပဲကယ်ချင်းစေပြင်ပြနေပါစေကိုယ်တိုင်ရေရဲဆင်းသွားတာဟာသူ့ရဲ့ခေါင်းလုပ်တာမဟုတ်ပဲနောက်ထပ်အသက်တစ်ချောင်းကိုပါအန်ရဲတွန်းပို့လိုက်ကြတယ် အတူတူပါပဲ throw don't go ဆိုတဲ့စီမင်းကကဲတင်သူအတွက်အသက်တမျှအရေးကြီးတယ်ဆိုတာရှင်းသွားပြီတော်ဒီမဲ့ကျွန်မစဉ်းစားမိတယ်ကံစိုးစွာနဲ့ကိုရိုင်းကရေထဲမှာအခက်ခဲကြုံနေရတုခလာကြရင်ကောအဲ့ဒီချိန်မှာအထူးကရန်သူကရေမဟုတ်ပဲထိတ်လန့်ချင်းဖြစ်တယ်လို့ဆိုထားတယ်နော်ဒါကရာနုံးပြေမှန်ပါတယ်ခင်ဗျရင်နစ်ပြီဆိုတာနဲ့လူတွေကထိတ်လန့်ပြီးလက်တွေခြေတောက်တီးနဲ့ရေကိုရမ်းတမ်းရက်ကန်ကြတယ်အသက်ရှူမောပါတော့ဘူး အော်ဟစ်တယ်အဲ့ဒီလိုလှုပ်လေးလေးပုံနှံ့မြန်လေးပဲပေါ့ဟုတ်ပါတယ်အဲ့ဒီလိုလှုပ်လေးလေးအစုတ်ထဲမှာရှိတဲ့လေးတွေအကုန်မြန်လေးအာရင်တွေအလဟသတ်ဂုံဆုံးပြီးပုံမြန်မြန်နစ်မြိုလေးပါပဲဒါကြောင့်ရင်းနစ်တဲ့အခါပထမဆုံးတိုက်ထုတ်ရမယ့်ရန်သူကကိုယ်စိတ်တွေကထိတ်လန့်မှုပါပဲစိတ်ကိုညင်အောင်ထားပြီးရင်ဘာဆက်လုပ်ရမလဲ slow to live ဆိုတဲ့နိလန်တစ်ခုရှိတယ်လို့ကြားဘူးရှင် ပေါ်လောပေါ်ပြီးအသက်ရှင်ပါပေါ့ဒါကဘလို့အလုပ်လုပ်တာလဲ ဖလော့တူလက်ကအယံယူရှင်ပြီးအစွမ်းထက်တဲ့နီလန်းပါလောက်ရမာကရေကိုတိုက်ခိုက်မဲ့အစားရေကိုကိုမိတ်ဆွေလိုသဘောထားလိုက်ဖို့ပါပဲရေကိုမိတ်ဆွေလိုသဘောထားဖို့ဟုတ်ကဲ့ထိတ်လက်တကြောင်မအော်ပါနဲ့မယုံပါနဲ့ခေါင်းကိုနောက်ကိုအตาလေးလန်ချလိုက်ပါနားရက်တွေရေထဲမြုပ်သွားပါစေပြီးရင်ခြေရီလက်တွေကိုဘေးကိုကားထားပြီးကျေပုံစံလို ba okay. starfish position လို့ရေပေါ်မှာပက်လက်အနေထားနဲ့ညင်ညင်လေးနေလိုက်ပါ ဆိုတော့ဘာမှမလုပ်ပဲငင်းငင်းလေးနေလဲယုံမလားဒါကနည်းနည်းတော့ယုံရခက်တလို့ပဲအလိုလိုနေယုံကန်ခြင်းစိတ်ပေါ်လာမှာပဲအဲ့ဒီယုံကန်ခြင်းစိတ်ကိုထိန်ချုပ်နိုင်ဖို့ကအတိကပါပဲခင်ဗျာဒီနီးလိုက်ရဲ့အတိကရွေချက်ကကိုယ့်ရဲ့အသက်ရှူလမ်းကြောင်းဖြစ်တဲ့နှခုံးနဲ့ပါးစပ်ကိုရေမြင့်လာပြန်ထပ်မရှိနေစေဖို့ပါအင်းဒါမှအသက်ကိုပုံမှန်ပြန်ရှူနိုင်မယ်ဟုတ်ပါတယ် နှလုံးခုန်နှုန်းကိုပြန်ထိန်းနိုင်မယ်ပြီးတော့နောက်ပါလောက်ရမလဲစဉ်းစားဖို့ဒါမှမဟုတ်အကူအညီဆောင်ဆိုင်ဖို့အချိန်ရစေမှာပါအားကုန်အောင်ရေကူးနေတာထက်ဒီနည်းကအသက်ရှင်ဖို့အခွင့်အရေးပိုများစေပါတယ်ရင်းနှတာအပြင်ခြားဖြစ်များတဲ့အန္တရာယ်တွေလည်းရှိတယ်နော်ဥမာကြွတ်တက်တာမျိုးပေါ့ရေကူးကျွမ်းတဲ့သူတောင်ကြွတ်တက်လာရင်အန္တရာယ်ရှိနိုင်တယ်ကြွတ်တက်တာကအယမ်းနာခြင်းဖြင့်ထိတ်လန့်စေနိုင်ပါတယ်ကြွတ်တက်ပြီးဆိုတာနဲ့ပထမဆုံးလုပ်ရမှာကရေကူးတာကိုချက်ချင်းရပ်ပြီး ခုနက float to live နေတိုင်းပလက်လန်လိုက်ပါကိုကိုကိုအရင်တင်းရင်အောင်လောက်ရမှာပေါ့ဟုတ်ကဲ့ပြီးမှကြွတ်တက်နေတဲ့ကြွတ်သားကိုစန့်ထုတ်ရမယ်အဖြစ်အများဆုံးကခြေသလုံးကြွတ်တက်တာဆိုတော့ပလက်လန်ထိုင်းရင်နဲ့ခြေချုံးလေးကိုလက်နဲ့ဆွဲပြီးဒူးပစီကော့တင်လိုက်ရမှာမယ်အဲ့ဒါဆိုနာကျင်တာတက်တာသွားတော့လားနာကျင်မှုတက်တာသွားရင်ခြေထောက်ကိုလုံးဝမသုံးပဲလက်နှစ်ဖက်တဲကိုပဲသုံးပြီးကမ်းဘက်ကိုဖြည်းဖြည်းချင်းပြန်ကူအောင်ပါမယ်ခင်ဗျာ နောက်တစ်ခုက မြစ်တွေချောင်းတွေမှာဖြစ်တတ်တဲ့တဲကြွန်တံခြေတော့ကနွမ်းတဲ့တမမဟုတ်သေးသေးမှာကြွန်ဝင်ဝိုင်းဘလူးလုံးအောင်လဲရှိဒါကလည်းအဖြစ်များတဲ့အထင်အမြင်လွယ်မားမှုတစ်ခုပါလူခန္ဓာကွယ်ထိတ်သေးစကတဲနွမ်းရဲ့ထိတ်သေးစထက်နည်းတဲ့အတွက်လေဝင်းဖီနင်းမြုပ်သွားဖို့ဆိုတာမဖြစ်နိုင်သလောက်ပါပဲဟုတ်ဒါပေမဲ့လူတွေလုံးမိတဲ့အကြီးဆုံးအမာကအတင်းယုံကန်တာပါပဲအတင်းယုံလေတဲတွေကပိုးပြီးကြစ်လစ်သွားပြီး ို့ကိုပိုဆွဲထားလေပါပဲဒါဆိုဘယ်လိုလုပ်ရမလဲအကောင်းဆုံးနည်းလမ်းကတော့ကို့မှာပါလာတဲ့လေးလံတဲ့ပစ္စည်းတွေလွယ်အိတ်လိုမျိုးပေါ့အရင်လွန့်ပစ်ပါပြီးရင်ကို့ခန္ဓာကိုယ်ကိုနောက်ပြန်လမ်းချပြီးတဲပင်ပေါ်မှာပလက်အနေထားနဲ့ပေါ်လို့ပေါ်လိုက်ပါကို့အလေးချိန်ကိုဖြန့်လိုက်တဲ့သဘောပေါ့နော်ဟုတ်ပါတယ်အဲ့ဒီနောက်မှာကျွင်နေတဲ့ခြေတော်ကို အတင်းဆွဲမနှုတ်ပဲဖြည်းဖြည်းချင်းဘေးတိုက်လုခါပြီးရေပင်ကြီးအတိုင်းဆွဲထုတ်ရပါမယ် ကဲအခုအရန်အရေးကြီးတဲ့အပိုင်းကိုဆက်သွားအောင်ရှင်ရေမစ်သူကိုကမ်းပေါ်ကိုဆွဲတင်နိုင်ခဲ့ပြီဆိုပါစို့ဒါပေမဲ့သူကအသက်မရှူတော့ဘူးတတိမိနေတယ်ဆိုရင်အဲ့ဒီအချိန်ကအဆုံး upset ပေးမဲ့ရွှေရောင်မိနစ်တည်းပဲနော်အတိရကြပါပဲအဲ့ဒီအချိန်မှာချက်ချင်းလောက်ရမှာက CPR လို့ခေါ်တဲ့နှလုံးနဲ့အဆုပ်ပြန်လဲအတက်ရှင်စေခြင်းနည်းလမ်းပါဒါပေမဲ့ဒီနေရာမှာအရန်အရေးကြီးအချက်တစ်ခုရှိတယ်ပါများလေရှင်ရေနစ်သူကိုလုပ်ပေးရတဲ့ CPR ဟာ တာမန်နှလုံးရပ်ပြီးလဲကြသွားတဲ့သူကိုလိုပေးရတာ ਨੇ ဦးစားပေးအစင်မှာကွာချပါတယ်ဒီချက်ကိုမသိရင်အသက်တစ်ချောင်းကိုဆုံးရှုံးသွားနိုင်ပါတယ်ဘလို့ကွာချတာလဲစီပီယာကစီပီယာပဲမဟုတ်ဘူးလားရှင်မတူပါဘူးခမအဓိကကွာချချက်ကအသက်ရှူရက်သွားတဲ့အကြောင်းရင်းပါတာမန်နှလုံးရပ်သူကနှလုံးရဲ့လက်စစ်စနစ်ချို့ယွင်းပြီးသွေးလည်ပတ်မှုရပ်သွားတာသူသွေးထဲမှာအောက်ဆီဂျင်အနည်းငယ်ချနေသေးတယ်အင်းဒါကြောင့်ရင်ဘက်ကိုအရင်ဖိပြီး တွေးပြန်လဲပအောင်လို့ရတယ်။ယင်းတဲ့သူကတော့အဲ့လိုမဟုတ်ဘူး။သူကအဆုတ်တဲကိုရေဝင်ပြီးလေလန်းကြောင့်ပြီးသွားတဲ့ကလေးအောက်ဆီဂျင်ပြတ်လတ်သွားပြီးမှနှလုံးကရပ်သွားတာ။ဆိုတော့ဒုက္ခနကူကအောက်ဆီဂျင်ကိုအငမ်းမရတုံးတာနေပြီပေါ့နော်။ဟုတ်ပါတယ်။အဲ့ဒီတော့ယင်းတဲ့သူကို CPR လုပ်ရင်ယင်ဘက်ဖြီတာနဲ့မဆပါဘူး။လေမှုသွင်းခြင်း Rescue Breaths ငါးကျင်ကိုအရင်ဆုံးလုပ်ရပါမယ်။အော်။ဒါကရန်ရေးကြီးတဲ့အချက်ပဲ။ဆိုတော့လူနာရဲ့ပါးစပ်သေးကို လေ၅ချက်အရင်မွတ်သွင်းပေးရမယ်ပေါ့နော်ဟုတ်ပါပြီလူနာရဲ့ခေါင်းကို နောက်ခုအသားလံမေးဆေးကိုပင့်တင်ပြီးလေလန်းချောင်းကိုဖြောင်းအောင်လုပ်ပါပြီးရင်သူ့နှာခေါင်းကိုလက်ညိုလက်မနဲ့ပိတ်ကိုပါဆက်နေသူ့ပါဆက်ကိုငုံပြီးလေကိုရင်ဘတ်ကြွတက်လာတဲ့အထိတစ်ဆက်ထံလောက်ကြာအောင်မွတ်သွင်းပါအဲ့ဒီလို၅ချက်ဆက်တိုက်လုပ်ရပါမယ်လေ၅ချက်မွတ်သွင်းပြီးရင်တော့ဘာဆက်လုပ်ရမလဲရှင်ပြီးရင်တော့ပုံမှန် CPR လုပ်ငန်းစဉ်အတိုင်းဆက်လုပ်ရပါမယ် ရင်ဘက်အလဲတစ်တဲကရင်ညွန့်ရုပ်ပေါ်ကိုလက်ဖွားနှစ်ဖက်ထပ်ပြီးဒမနီကိုအချိန်အရာနဲ့အရာ20နှုန်းလောက်နဲ့အချိန်30ဖိရပါမယ်။အချိန်30ဖိပြီးရင်လေနှစ်ချက်ပြောင်းမှုရမယ်ပေါ့။32 cycle ဟုတ်ပါတယ်။ဒီ32 cycle ကိုဆေးအဖွဲမရောက်မချင်းတောင်းဖို့လူနာပြန်တရိယမလားမချင်းမြက်မနာဆက်လုပ်သွားမှာပါ။ CPR လုပ်တဲ့အခါမှာရှောင်ကျင်ရမယ်အမားယူရှိသေးလား။ TV တွေထဲမှာဆို ရေထွက်အောင်ဖိုက်ကိုဖိတာတို့ကြောကိုထိုးတာတို့တွေ့ဘူးလေရှင်။ဒါရီယာအသက်အန္တရာယ်ရှိတဲ့အမားတွေပါခင်ဗျာ။လုံးဝမလို့ရပါဘူး။အဲ့ဒီလိုလို့ရင်အစာအိမ်ထက်ကအစာတွေနဲ့ရေတွေပြန်အန်ထွက်လာပြီးအန်ဖတ်တွေကအဆုတ်ထက်ကိုပြန်ဝင်သွားနိုင်ပါပဲ။အဲ့ဒါဆိုအချီနီပိုဆိုးသွားမှာပေါ့။ဟုတ်ပါတယ်။ Aspiration Pneumonia လို့ခေါ်တဲ့အဆုတ်ရောင်ရောဂါဖြစ်ပြီးအချီနီကိုပိုဆိုးစေပါတယ်။အကယ်၍လူနာက အသက်ပြန်ရှူလာပြီဆိုရင် သူ့ကိုပက်လက်အတိုင်းမထားပဲဘေးဆောင်အနေထား recovery position ကိုပြောင်းထားပြရမှာပဲဒါမှသူ့ပါဆက်ထက်ကအရေးဒီအလွယ်တကူအပြင်ထွက်နိုင်မှာပါကဲဒီနေ့ကျမတို့ဆွေးနွေးခဲ့တာတွေကိုပြန်ကြည့်လိုက်ရင် တကယ်ကိုအသက်ကင်နိုင်တဲ့အသိပညာတွေအများကြီးရလိုက်ပါလေအကြီးကမသားထားမယ့်အချက်တွေကိုပြန်ကောက်ရရင်ပထမအချက်ကတဘာဝရေပြင်းတွေရဲ့မြင်မနိုင်တဲ့အန္တရာယ်တွေကိုဘယ်တော့မှရှော့မတတ်ဖို့ဟုတ်ပါတယ်ဒုတိယချက်ကတငယ်ချင်းကိုကယ်ချင်တဲ့စိတ်နဲ့ရေတွေကိုတန်းပြီးခုမစင်ဘူး throw don't go ဆိုတဲ့စီမင်းကိုမဲတရီရဖို့ပါမှန်ပါတယ်ခင်ဗျာနှုံးဆောင်တတိယအချက်ကကိုယ်တိုင်ရင်နှစ်ခဲ့ရင်ထိတ်လန့်မှုကို အရင်ဆုံးတိုက်ဖြတ်ပြီးရေပေါ်မှာပေါလော့ပေါ်နေဖို့ float to live နီလန်ကိုအသုံးချဖို့ပါပဲဒီအချက်တွေကိုမြေဝတီအားလူငယ်၄ယောက်ရဲ့ဖီးရက်နဲ့ပြန်ချိဆက်ပြီးပြောချင်ပါတယ်ခင်ဗျာသူတို့ရဲ့လောက်ရဟာမယူရဲ့ဆန်လို့မဟုတ်ပါဘူးအင်းသူတို့ရှိနေတဲ့ပတ်ဝန်းကျင်ရဲ့အန်တီရဲ့ကိုမသိချင်းနဲ့ ူငယ်ချင်းပေါ်ထားတဲ့အလွန်အမင်းစေတနာလွန်ကဲမှုဆိုတဲ့အကြောင်းတရားနှစ်ခုပေါင်းစုံသွားလို့ဖြစ်ပေါ်လာတဲ့ခြေကွဲဆရာတစ်ခုဖြစ်ရှုရင်သင်ပါတယ်ဟုတ်ကဲ့ရှင်ဒီအဖြစ်ဆိုးကနေကျွန်တော်အလုံးတန်ဖိုးရှိတဲ့တငန်းစားတွေရယူနိုင်ဖို့အရေးကြီးပါတယ်တို့ရဲ့ဆုံးရှုံးမှုကတခြားသူတွေရဲ့အသက်ကိုကယ်တင်နိုင်မယ့်အသိပညာကိုပေးသွားခဲ့တယ်လို့မှတ်ယူရမှာပါနောက်ဆုံးအနေနဲ့နားထောင်သူကိုစဉ်းစားစရာအတွေ့အကြုံပေးပြီးအဆုံးသတ်ချင်ပါတယ်ရှင် ကျမတို့တွေမိဖုရဲ့ကြွားလေးကျင်ခန်းတွေလောက်ကြတယ်ငလင်းလို့ရင်ဘယ်လိုလုပ်ရမလဲချုပ်ဖြစ်စင်ကြတယ်ဒါပေမဲ့ကိုမျက်စိရှိမှကိုချစ်တဲ့တုံကချင်းတယောက်ယနေ့နေရင်ဘလို့တုံပြန်ရမလဲဆိုတာကိုဖဏျော်များကြွတင်စဉ်းစားဖူးလီးကျင်ဖူးပါတည်းလေဒါတကယ်ကိုစဉ်းစားစရာကောင်းတဲ့မိခွန်းတကူပါပဲပစ်ပေးပါဝင်မကဲပါနဲ့ဆိုတဲ့တုံပြန်မှုမျိုးဟာမီးလောင်ရင်ရက်လဲလစ်ဆိုလိုလိုအလိုလျောတုံပြန်နိုင်တဲ့အလေးအချင်းတစ်ခုဖြစ်လာဖို့ပါရီလိုအပ်မလဲဆိုတာစဉ်းစားစရာတစ်ခုပါပဲ ီအသည့်ပညာကိုကိုမိသားစုတငယ်ချင်းတွေနဲ့ပြန်လည်မျှဝေပေးဖို့လည်းတိုက်တွန်းချင်ပါတယ်ရှင်။ The debate is seizing a need တို့ဆိုပါတယ်ရှင်။ဒီနေ့ကျမတို့ဆွေးနွေးမှာကတော့မကြသေးခင်ကမျိုးဝူဒီမျိုးအနီတောင်ရင်မြေမှာလူငယ်လေးဦးအသက်ဆုံးရှုံးခဲ့ရတဲ့အင်မတမဝမ်းနဲ့ဟွယ်ကောင်းတဲ့ဖြစ်စဉ်တစ်ခုကိုအခြေခံပြီးတော့ဖြစ်ပါတယ်။ဒီလိုအဖြစ်ဆိုးတွေနဲ့သင်ခန်းစာယူနိုင်ဖို့လေအရင်ခံအကြောင်းတရားတွေကိုနားသိဖို့ကတော်တော်လေးအရေးကြီးပါတယ်။ဟုတ်ပါတယ်။ ဒီပြုစင်ကိုလေ့လာတဲ့အခါမှာအရိကမေခွန်းတစ်ခုကထပေါ်လာတယ်။ဒီကြေကွဲဘွားရအဖြစ်ပြရဲ့တကယ်အရိကတရားခံကအဲတိုတင်မမြင်နိုင်မခမ်းမနိုင်ငယ်မြည်တဲ့ဘာဝအန်ဒီရီလားဒါမှမဟုတ်လူငယ်တွေဆုံးဖြတ်ချက်အမားတွေနဲ့အေဘော်ချင်းဒီမှာတွန့်ပြန်ပုံလဲချောမှုတွေကြောင့်လားဆိုတာပါပဲ။ကျမကတော့ဒီကိစ္စမှာတဘောဝတရားကိုချီးပဲအဖြစ်ပုံချလို့မရဘူးလူတွေရဲ့ဆုံးဖြတ်ချက်အမားတွေနဲ့အသိပညာနှဲပါမှုကသာ ဒီဖြစ်ဆိုးကိုဖန်တီးခဲ့တာလို့ယုံကြည်တဲ့ဘက်ကနေဆွေးနွေးတော့มาပါတယ်ရှင်ကျွန်တော်ကတော့ချူတောင်တမျိုးနဲ့ချင်းကတ်ချင်ပါတယ်ခင်ဗျာဟုတ်ပါတယ်လူတွေရဲ့အမားကအစိပ်ပိုင်းတစ်ခုအနေနဲ့ပါဝင်လာမှာမယ်မဲ့အဲ့ဒီအမားတေးသေးလေးကိုအသက်သေးဆုံးတဲ့အထိတွန်းပို့လိုက်တဲ့မမြင်ရတဲ့ပဝန်းကျင်ရဲ့ကြောက်မက်တွေဆောင်အားကသာအဓိကကြရတဲ့ဆိုတဲ့ဘက်ကနေတင်ပြသွားပါမယ်ကောင်းပါပြီရှင်ဒီဖြစ်ဆိုးရဲ့အစဇလန်းဆက်တဲ့နေရာကိုပြန်သွားကြည့်ရအောင်အဲ့ဒါကတော့ရေထဲကိုမစင့်ခင်မှာချခဲ့တဲ့ဆုံးဖြတ်ချက်ပါပဲ မရင်နီမကျွမ်းကျင်တဲ့မဲတဆင်းရဲ့တစ်ဖက်ကန်းကိုရေကူးပြန်ဝှစ်စင်ခေါ်လိုက်တယ်လို့ရ။အဲ့ဒါဟာပထမဆုံးနဲ့အကြီးမားဆုံးအမားပဲလို့ကျမမြင်တယ်။မစ်ဆိုတာအောက်ခြေကိုညီအောင်လောက်ထားတာမဟုတ်ဘူး။အတင်ငနဲ့ကိုအမမသားလောက်ထားတာမဟုတ်ဘူး။ရေအောက်မှာပါအန်ဒီရီရှိနေလဲဆိုတာမမြင်ရဘူးလေ။ဒါကိုလီလူးရှုပြီးရေကူးကန်းတစ်ခုလိုသဘောထားလိုက်တာကအန်ဒီရီကိုတကားခွင့်မိလိုက်တဲ့အတူတူပါပဲ။ပြီးတော့ဘေကင်းရေးကိုလုံးဝလုံးဝထည့်မစင်စားခဲ့ဘူး။ အသက်ခင်အင်ဂျီတထဲမှမပါပဲရေစီးရှိနေတဲ့မြေကိုဖြတ်ကူးဖို့ကြိုးစားတာကကိုယ့်အသက်ကိုလောင်းကြီးထပ်တာပဲဒါပေမဲ့အဆုံးဖြတ်ဖြစ်ဆုံးအချက်ကတော့ကယ်ဆယ်ရေးကြိုးပမ်းမှုမှာဖြစ်သွားတဲ့ကွင်းဆက်အမားပါဒီနေရာမှာလိုတိနေပေမဲ့အသက်ခင်တမားတိုင်းတိထားတဲ့ကြောက်စရာကောင်းတဲ့အချက်တစ်ချက်ရှိတယ်အဲ့ဒါကတော့ရင်နစ်နေတဲ့သူဟာအသက်ပင်နဲ့ရင်ဆိုင်နေရတဲ့အတွက်ကြောက်လန့်တကြားနဲ့ကိုယ့်ကိုကယ်မဲ့သူကိုပဲအသက်လွတ်ပြီးရန်သူလိုပြန်တွန်းပြန်တက်တာပါပဲဒါကို acquitted victims instinct လို့ခေါ်တယ် သူတို့ကကဲတဲ့သူကိုအမိယာဖတ်တွေ့ပြီးရေအောက်ကိုဆွဲချတတ်တယ်။အဲ့ဒီအတိမရှိဘဲနဲ့သူငယ်ချင်းကိုကဲချင်တဲ့စေရနာတက်တက်နဲ့လက်ဖလာနဲ့ရေတဲ့ခွန်ဆင်းသွားတဲ့အခါတယောက်ပြီးတယောက်ကြိတ်ခွက်စရာကွန်ဆက်ဖိရက်ကြီးဖြစ်သွားခဲ့တာပါ။ဒါကြောင့်ဒီဖြစ်ဆိုးရဲ့အဓိကမောင်းနှင်အားဟာလူတွေရဲ့ဆုံးဖြတ်ချက်နဲ့တွန့်ပြန်မှုအမားတွေကနေပဲလာတယ်လို့ကျွန်မမြင်ပါတယ်ရှင်။ခင်ဗျာပြောတဲ့အချက်တွေအထူးသဖြင့်ကဲဆယ်ရင်မှဖြစ်သွားတဲ့အမားကရေးချင်းရဆိုတော့ကျွန်တော်လက်ခံပါတယ်။ ဒါမှကျွန်တော်ကတော့ဇလန်းကိုနောက်တစ်မျိုးမြင်တယ်လူတွေရဲ့ဆုံးဖြတ်ချက်အမားဆိုတာထက်အဲ့ဒီဆုံးဖြတ်ချက်ကိုတေမလောက်အန်ဒီရများတဲ့ချင်းနေဖြစ်ပြောင်းလဲပြစ်လိုက်တယ်ပတ်ဝန်းကျင်ရဲ့ဖုံးကွယ်ထားတဲ့စွမ်းအားကိုအ धिक အချက်ဖြစ်ရှုမြင်တဲ့နေလို့ထင်တယ်ဖြစ်တဲ့နေရာဟာတာမန်မြေကန်းဆက်မဟုတ်ပါဘူးချောင်းဆောင်နေရာပါရေချောင်းဆန်ရာမှာတော့လေချောင်းဆောင်ဆိုတာအလွန်အန်ဒီရများတဲ့နေရာတစ်ခုဖြစ်သတ်မှတ်ထားတယ်ဘာလို့လဲဆိုတော့ ရေစီးချောင်းနှစ်ခုတမို့နှစ်ခုတည်းပူပြီးပေါင်းစုံတဲ့ခါရင်းရဲ့စွားအားကကြမ်းတမ်းပြီးရှုပ်ထွေးသွားတယ်အပေါ်ရမှာရေပြင်လက်ညင်းတနေပုံရပေမဲ့ရေအောက်မှာမမြင်နိုင်တဲ့ရေအောက် line တွေအဲ undercurrents တွေရေလွေ eddies တွေကရေကူးကျွမ်းကျင်တွေကိုလောင်းခြေတော့ကနေဆွဲချသွားနိုင်တယ်အစိုးဆုံးကတော့ရေစုပ်ဝဲတွေပဲဒါတွေကရေအောက်မှာဖွဲ့စည်းနေတာပြီးအပေါ်ကကြီးအောင်လဲလုံးဝမသိနိုင်ဘူးနောက်တစ်ချက်ကပိုပြီးလက်စားတတ်တဲ့အရာသက်ဆုပ်ခြင်းမှာ ရည်တင်းတဲ့ထင်ပြီးခြေချလိုက်ကဲစွန်ကအောက်ကတဲတွေကပြိုကျပြီးလူကိုချက်ချင်းနှက်ဆိုင်နဲ့တဲချင်းတဲကိုဆွဲချသွားနိုင်တယ်။ဒါဟာမြေမြုံမိုင်းလိုပဲနင်းမိမှာတီးရတဲ့အန်ဒရယ်မျိုးပါ။သူတို့ကရေကူးပြိုင်တော်လို့ပင်ပန်းနွမ်းတဲ့နေချင်းမှာဒီလိုကြုံမမြင်နိုင်တဲ့အန်ဒရယ်တစ်ခုခုနဲ့ရင်ဆိုင်လိုက်ရတဲ့အခါဘလုံးမယုံကန်နိုင်တော့မှမဟုတ်ဘူး။နောက်ဆုံးအချက်တငယ်ချင်းတယောက်မျက်စိရှိမှအသက်လူနေတာမြင်ရင် ဘဒူမဆိုစဉ်းစားမနေပဲခွန်ဆင်းကေမှာပဲဒါကိုအမားလို့တန့်စိတ်ကတ်တာကလွယ်လွန်းတယ်တကယ်တော့အဲ့လိုထိတ်လန့်တဲ့ကြာတွန့်ပြန်မှုကိုဖြစ်ပေါ်စေခဲ့တဲ့ပတ်ဝန်းကျင်ရဲ့ကြောင်မတ်ဖွယ်အခြေအနေကသာတကယ်တရားခံလို့ကျွန်တော်မြင်တယ်ခင်ဗျားပြောတဲ့ချောင်းဆုံရဲ့အန္တရာယ်တွေကိုကျွန်မမငင်ပါဘူးဒါပေမဲ့ကြိုတင်ခတ်မှန်းနိုင်မှုဆိုတဲ့အချက်ကိုကျွန်မတို့ဆွေးနွေးဖို့လိုလာပြီဟုတ်တယ်ရောင်းမှပါရှိလေအတိအကျမသိနိုင်ဘူးဒါပေမဲ့မြစ်တို့ချောင်းလို့ဆိုတာအန္တရာယ်ရှိတဲ့နေရာဆိုတာအခြေခံအတိပဲလေ ကားရန်ရှုပ်တဲ့လမ်းမကြီးကိုမစိမိတ်ပြီးဖြတ်ကူးတာနဲ့တူတယ်။လမ်းရဲ့ဘယ်နေရာမှာကားလာမလဲတချို့ကြာမသိနိုင်မယ်မယ်။ကားလမ်းဆိုတာကားလာတတ်တဲ့အန္တရာယ်ရှိတယ်ဆိုတာတော့သိထားရမယ်လေ။မသိတဲ့ရေပြင်တစ်ခုကိုမစိမ့်ခင်မှာအန္တရာယ်ရှိနိုင်တယ်လို့ကြိုတင်ယူဆရမှာကကိုတာအောင်မယ်။အခုကအန္တရာယ်မရှိဘူးလို့ကိုပါပါအလွဲတစ်ခုကောက်ချက်ချပြီးစင်ခုံမှုလုပ်လိုက်တာ။ဒါကိုပဝန်ကြီးနဲ့အမလို့ပြောလို့ရမလားရှင်။အဲ့ဒီဥပမာမှာကျွန်တော်နင်းတဲ့သဘောကွဲလွဲရင်ကားလမ်းကအန္တရာယ်ရှိတာမှန်တယ်။ဒါပေမဲ့ကားတွေကမြင်နိုင်တယ်အတန်ကြနိုင်တယ် ီဖြစ်စဉ်ကအဲ့လိုမဟုတ်ဘူးဒါကမျက်စိနဲ့ကြည့်ရင် လုံးဝအန်တဲ့ကင်းပုံရတဲ့မြေကန်းဆက်တစ်ခုမှမမြင်ရတဲ့မြေမြုံမိုင်းတွေရှိနေတာနဲ့တူတယ်တာမန်လူတယောက်အနေနဲ့ရေမျက်နှာပြင်ကိုကြည့်ပြီးအောက်မှာရေစုပ်ဝဲရှိနေလားတဲဆုပ်ကျင်းရှိနေလားဆိုတာဘယ်လိုလုပ်ခန့်မှန်းနိုင်မှာလဲရေချောင်းကျွမ်းကျင်သူတွေတောင်ကိရိယာတွေနဲ့တိုင်းတာမှတည်နိုင်တဲ့ຢာတွေပါဒါကြောင့်ခမည်းပြောတဲ့ကြိုတင်ခန့်မှန်းနိုင်မှုဆိုတဲ့ပေါင်းကိုကျော်လွန်သွားပြီလို့ကျွန်တော်ထင်တယ်ဒါကတာမန်အနေမဟုတ်ဘူး ဖုံးကွယ်ထားတဲ့ထောင်ချတစ်ခုလိုဖြစ်နေတယ်။ဒီလိုနေတာမျိုးမှာတတိပေးဆိုင်မှုတွေအသိပညာပေးမှုတွေမရှိခဲ့တာကလည်းစဉ်းစားစရာပဲ။လူငယ်တွေရဲ့အတွေ့အကြုံနူးနယ်မှုမှာသူတို့မျက်စိထဲမှာမြင်နေရတဲ့ငြိမ်သက်တဲ့ရည်ပြွယ်ကိုပဲယုံကြည်သွားစေခဲ့တာပါ။အသိပညာပေးမှုအားနည်းတာကတော့အကြောင်းတရားတစ်ခုဖြစ်နိုင်တာပေါ့။ဒါပေမဲ့ကိုယ့်ရဲ့ဘေးကင်းရေးအကကိုယ်တိုင်မှတာဝန်အရှိဆုံးပဲမဟုတ်လားရှင်။ကောင်းပြီဒီအချက်ကိုခဏထားပြီးကယ်ဆယ်ရေးသုံးပြောင်းမှု the rescue response ကိုပို့ပြီးအသေးစိတ်ဆွေးနွေးကြည့်ရအောင်။ကျွန်မအစောကပြောခဲ့တဲ့ aquatic victims instinct ကြောင့်ကယ်တဲ့သူပါအသက်ဆုံးရှုံးရတယ်ဆိုတာဟာရေပေးခဲ့စရင်မှအဖြစ်များဆုံးခြေကွက်စရာတစ်ခုပဲ။ဒါကြောင့်နိုင်ငံတကာမှာ reach throw don't go ဆိုတဲ့ရွှေစည်းမြင်တစ်ခုရှိနေတာ။ဆိုလိုတာကရင်းနှီးသူကိုကဲ့ချင်တဲ့ကမ်းပေါ်ကနေပဲလက်လက်မီးတလောက်လှမ်းခဲ့ reach ဒါမှမဟုတ်ရေပေါ်ပေါ်နိုင်တဲ့ပစ္စည်းတစ်ခုခု တကိုင်ထွထရေဘူးခွန်ဖြစ်ဖြစ်ပစ်သေးသူတို့ဘယ်တော့မှကိုယ်တိုင်ရေတဲကိုမစင်ပါနဲ့ don't go ဆိုတာပဲတေတိပညာလေးတစ်ခုသာရှိခဲ့ရင်ပထမတယောက်ရင်းနှီးသွားခြင်းမှာကျန်တဲ့သူတွေကကမ်းပေါ်မှာပဲနေပြီးအော်ဟစ်အကူအညီတောင်းတာပစ္စည်းဖြစ်ပေတာလုပ်ခဲ့မယ်ဆိုရင်အနည်းဆုံးကျန်တဲ့၃ယောက်ရဲ့အသက်ကိုခေတင်နိုင်ခဲ့မှာသိချသလောက်ပဲဒါဟာလေ့ကျင့်မှုအတိပညာလူအချက်ကြောင့်ဖြစ်တဲ့လူသားမဆိုတာအရန်ကိုသင်ရှားပါတယ်အတိပညာပေးမှုတွေမှာလည်းဒါကိုပဲသင်ပေးတဲ့ ဒါပေမဲ့ကျွန်တော်တို့ကလက်တွေ့အခြေအနေနဲ့စိတ်ပိုင်းဆိုင်ရာ PR ကိုရှော့မတွက်သင့်ဘူးစိတ်အေးလက်လေးအတန်းထဲမှာထိုင်တင်နေရတာမဟုတ်ဘူးလေကိုယ့်ရဲ့အခြေဆုံးသူငယ်ချင်းတယောက်ကိုယ့်မျက်စိရှိမှသင်လက်တကန်းကွာမှအသက်လူပြီးရေထဲမှာခါပြီးနေတာကိုမြင်နေရတဲ့မြင်ကွင်းကိုစိတ်ကျက်မှမြင်အောင်ကြည့်ပါအဲ့ဒီအချိန်မှာဦးနောက်ကဲမှာစဉ်းစားဆင်ခြင်နိုင်စွမ်းဆိုတာပျောက်သွားပြီးအလိုရောက်တုန်ပြန်းတဲ့အဲ instinct show အပိုင်းကဖွံ့မှုသွားတာအဲ့ဒီ instinct ကကဲရမယ်ဆိုတာပဲတည်တယ် reach throw don't go ဆိုတဲ့စီးမင်းကိုတရိယာနိုင်မှုဆိုတာအထူးလေ့ကျင့်ထားတဲ့အတက်ကဲသမားတွေအတွက်တော့ခက်ခဲနိုင်ချိန်မှာတာမန်လူငယ်တွေအတွက်တော့လုံးဝမဖြစ်နိုင်တော့ပဲ။ဒါကြောင့်သူတို့ရဲ့တုံ့ပြန်မှုကိုအမားလို့ပြောတာကအချင်းတွေရဲ့ရက်ဆက်ကြံ့ကြုံမှုနဲ့သူတို့ခံစားခဲ့တဲ့ထိတ်လန့်မှုကိုမလေးစားရကြတယ်လို့ကျွန်တော်ခံစားရတယ်။အဲ့ဒီလိုထိတ်လန့်တဲ့ကြားဖြစ်အောင်စင်ညင်ုံတရားမဲ့အောင်တွန်းပို့ခဲ့တာအဲ့ဒီပုံကျင်ပဲလေ။အဲ့ကလူဆုံးဖြတ်ချက်ကိုတန်ရောက်မှုရှိတယ်ဆိုတာကျွန်မနားလဲပါတယ်။ဒါပေမဲ့အဲ့ဒီ ပနေဖြစ်လာမဲ့အခြေအနေကိုအစားကြက်ဖမရအောင်လုံနိုင်တဲ့အချက်ကိုကျွန်တော်တို့မမိန်သိမှုအဲ့ဒါကအဒီကတာစီနိုင်သည့်အချက် the key preventable factor ပါဒီဖြစ်ဆိုတစ်ခုလုံးကိုပြန်ကြည့်ရင်လုံးဝတာစီလို့ရတဲ့အချက်နှစ်ချက်ရှိတယ်ပထမအချက်ကအစားကြက်ကအန်ဒီအများနိုင်တဲ့ဒီရေသဲကိုမစင်းဖို့ဆုံးဖြတ်ခြင်းဒုတိယအချက်ကမဖြစ်မနေဆင်းမဲ့အစွန်းတောင်းအသက်ကအင်ဂျီဝတ်ဆင်ခြင်းပါဒီနှစ်ခုလုံးဟာပဝင်းကျင်ရဲ့ထင်းချုံမှုအောက်မှာမရှိဘူးလူတွေရဲ့ထင်းချုံမှုအောက်မှာပဲအပြည့်အဝရှိတဲ့အရာတွေပါ အသက်ကအညီတဟဲတာဝတ်ထားခဲ့ရင်ရေအောက်လှိုင်းနဲ့တွေ့တဲ့တဲဆုပ်ချင်းထက်ကြသွားတဲ့အ ਨੇ ဆုံးရေပေါ်မှာပေါ်နေနိုင်ပြီးအသက်ရှူဖို့အချိန်ရမယ်ကဲဆယ်ဖို့အခွင့်ရရှိမယ်ဒီအခြေခံဆုံးနဲ့အထီးရောက်ဆုံးကာကွယ်မှုကိုလီလီရှုခဲ့တာကဒီကန်ကျမကိုအဓိကပုံဖော်ခဲ့တာလို့ကျမမငဲခုံမဲ့မနေနိုင်ပါဘူးအသက်ကအန်ဂျီရဲ့အရေးပါမှုကိုကျွန်တော်သဘောတူပါတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီပတ်ဝန်းကျင်ရဲ့ပြင်ထန်မှုကိုရှော့မတ်တော့တင်ပြန်ဘူးဥပမာအရန်အကောင်းတဲ့ရေဆုပ်ဝဲဟော်ဖူတကူမှာဆိုရင် အသက်ကအင်ဂျီကလူကိုရေပေါ်မှာပေါ်နေအောင်ထင်းပြနိုင်ပေမဲ့ရေဝဲရဲ့အားကလူကိုရေအောက်ကိုဆက်ဆွဲနေနိုင်တော့မှပဲရေဝဲတကလွတ်မြောက်ဖို့ဆိုရင် အစင်မြင့်နီးစနစ်တွေလိုအပ်တယ်ဆိုတော့ရေစင်းနဲ့တူလိုက်ပြီးရေအောက်ကိုခဏငုံစင်းပြီးမှဘေးတိုက်ကူးထွက်ရတာမျိုးတွေပေါ့ဒါတွေကတာမန်လူငယ်တွေဘယ်လိုမှမသိနိုင်တဲ့အချက်တွေပါဒါကြောင့်သူတို့ရဲ့ဘယ်လိုပြင်ဆင်မှုကိုမဆိုပဝန်းကျင်ရဲ့ပြင်ထန်မှုကကျော်လွန်သွားနိုင်တယ်လို့ကျွန်တော်ဆိုချင်ပါတယ် သူတို့ရဲ့ဆုံးဖြတ်ချက်ကမားခဲ့တယ်ဆိုရင်တော့အဲ့ဒီအမားရဲ့နောက်ဆက်တွဲကဒီလောက်ဆိုးရသွားစေတာကပဝန်းကျင်ရအနယ်ကြောင့်ပါတာမန်မီးတစ်ဆင်းမှဒီလိုလွက်ခင်ရင်တော့ဒီလောက်အထိဖြစ်ရှင်မှာဖြစ်မှာပါဒီနေရာရဲ့ထူးခြားတဲ့အနယ်ကသူတို့ရဲ့တင်းငယ်တဲ့အမားကိုအစာပေါင်းများစွာဆိုးရသွားစေခဲ့တာပါခမရပဝန်းကျင်ရဲ့ပြင်းထန်မှုကိုအလေးပေးနေချိန်မှာအဲ့ဒီပဝန်းကျင်ထက်ကိုဝန်ဖို့ဆုံးဖြတ်ခဲ့တဲ့လောက်ရက်ကိုယ်တိုင်ကအထိခကြတယ်ဆိုတာကိုကျွန်မထပ်ပြောပါစေရေဆိုးဝဲကြောင့်ခမရပြောသွားတယ်မှန်ပါတယ် ဒါမဲ့ရေဆိုးဘက်ရှိနေတဲ့ချောင်းဆုံးလိုနေရာကိုရေကူးပြတ်ဖို့ရွေးချယ်ခဲ့တာကဘသူလဲတဘာဝတရားလာလူတွေလားတက်ဆုပ်ချင်းရှိနေတာကိုမသိရဘူးဆိုရင်တောင်မသိတဲ့ရေပြင်းဟာအန်ဒီရဲ့ကင်းတယ်လို့ကိုပါသာယူဆလိုက်တဲ့ဆုံးဖြတ်ချက်ကိုယ်တိုင်ကအမားပဲမဟုတ်လားရှင်ဒါကအသိပညာနဲ့ပါမှုဆိုတာထက်မစင်မချင်းဖြစ်မှု recklessness ပဲကိုပိုရောက်သွားပြီလို့ကျွန်မထင်တယ်အဲ့ဒီဆုံးဖြတ်ချက်ထားအသိပညာဘဝတုဒ္ဒနဲ့ပါမှုကနေလာတာလို့ပဲကျွန်တော်မြင်တယ်သူတို့အနေနဲ့ချောင်းဆုံဆိုတာ ဒီလောက်အန္တရာယ်များမှန်းသိချင်မှတိမာပါသူတို့မျက်စိထဲမှာတော့ဒါဟာသူငယ်ချင်းတွေနဲ့ပျော့ပျော့ပွားပွားရေကူးလို့ရတဲ့မိတရှင်းပဲဒီလိုဖုံးကွယ်နေတဲ့အန္တရာယ်တွေကြောင့်ကြဲကြဲပြန်းပြက်အသိပညာပေးမှုအားနေတာကလည်းလူအမားလို့တရက်ပျော်လို့မရတဲ့နောက်ခတ်အကြောင်းတရားတစ်ခုပဲဆိုလိုတာကသူတို့ရဲ့အမားကို ပုံဝင်ကျင်ရဲ့အန္တရာယ်ကအစားပေါင်းများစွာပိုဆိုးသွားစေခဲ့တာပါတမန်အမားတစ်ခုကိုတည်စီနေလောက်တဲ့အမားအဖြစ်ပြောင်းလဲပစ်လိုက်တာက ပုံကြီးရဲ့ကြောက်စရာကောင်းမှုကြောင့်ပဲဒီဖြစ်ပျက်ကိုပြန်လည်သုံးသပ်ကြင်ကျမတို့တို့ရှင်းပါတယ်လူငယ်ရဲ့မစစ်မချင်းစင်အောင်မှုဘေကင်းရေးပစ္စည်းလုံးဝမှာပါရှိမှုအထူးသဖြင့်နောက်ဆုံးမှာအသက်အလုံးကိုဆုံးရှုံးစေခဲ့တဲ့မာယွန်းနဲ့ကဆယ်ရဲ့တုံ့ပြန်မှုတွေဟာရှောင်လဲလို့ရတဲ့လူသားအမားတွေဖြစ်ပြီးဒီဖြစ်ဆိုရဲ့အဓိကသွန်းအားဖြစ်တယ်ဆိုတာထင်ရှားပါတယ်တဘာဝတရားကအန္တရာယ်ရှိတာမှန်မယ်မဲ့အသိပညာကြိုတင်ပြင်ဆင်မှုနဲ့မှန်ကန်တဲ့ဆုံးသက်ချက်တွေနဲ့ဆိုရင် ဒီလို one app အဆုံးသက်မျိုးကိုရှောင်ရနိုင်ခဲ့မှာဖြစ်တယ်လို့ကျွန်မအ내ချုပ်တင်ပြချင်ပါတယ်ရှင်ကျွန်တော်ဘက်ကတော့လူတွေရဲ့လှုပ်ဆောင်ချက်ကအရေးပါတာကိုလက်ခံပါတယ်ဒါပေမဲ့ဒီဖြစ်စဉ်မှာတော့ချောင်းဆုံးလေးရတဲ့ဖူးခွဲနေတဲ့တဲဆုပ်ချင်းဒီမက်ဆီနဲ့မြင်နိုင်တဲ့ရေအွန်လိုင်းဒီလိုအလုံးအမင်းအန္တရာယ်များတဲ့ပတ်ဝန်းကျင်ချင်းတွေကလူငယ်တွေရဲ့ထိန်းချုပ်နိုင်စွာပြင်ဆင်နိုင်စွာအားလုံးကိုကျော်လွန်လွှားစေခဲ့တယ်လို့ပဲမြင်ပါတယ်ဒီလိုပတ်ဝန်းကျင်မျိုးကတင်းငယ်တဲ့အမားတစ်ခုကိုတောင်းအသက်ဆုံးရှုံးမှုစီကိုချက်ချင်းသွင်းပို့နိုင်စွာရှိတာကြောင့် ပတ်ဝန်းကျင်ရဲ့ကြောင်းမဖွဲ့တဘာဝကသာအဓိကကြားတဲ့အကြောင်းရင်းထက်တယ်လို့မြင်ကြောင်းညီကုံချုပ်ပြောခြင်းပါတယ်ဒီအဖြစ်အပျက်ကိုရှုထောင့်နှစ်ခုကနေကြည့်ရှုသုံးသပ်ခြင်းအဖြစ်ရေဘဲအန်ဒရဲဆိုတာဘလော့တောင်ရှုထွေးနှက်နေတယ်ဆိုတာကိုကျမတို့ပုံမနားလည်လာစေပါတယ်တစ်ဖက်မှာလူသားတွေရဲ့တာဝန်ယူမှုနဲ့ဆင်ခြင်သုံးတရားကအသက်ကိုကဲတင်နိုင်တယ်လို့ဟုတ်ပါတယ်နောက်တစ်ဖက်မှာလည်းတဘာဝပုံဝန်းကျင်ရဲ့မီမြင်နိုင်တဲ့စွမ်းအားတွေကိုဘေးတော်မှာရှော့မတွက်ပဲလေးစားဖို့လိုအပ်တယ်ဆိုတဲ့သင်ခန်းစာဖို့ရစေပါတယ် အဆုံးဆုံးမှာတော့ဒါအကြောင်းအရာတခုတည်းကြောင့်မဟုတ်ပဲအကြောင်းအရာများစွာထပ်ဆင့်ထိပေါ်ခဲ့တဲ့ क्वीन ဆာဖျက်ဆိုးတခုပါဒီအကြောင်းအရာလည်းပတ်သက်ပြီးကျွန်တော်တို့အားလုံးမတော်သင်ခန်းစာယူစရာဆက်လက်လေ့လာစရာတွေအများကြီးကြံရှိနေပါသေးတယ် Welcome to MM Thinker please subscribe and don't forget to like comment and share